န်ဒိုရောဆိုတဲ့နာမည်နဲ့လိုက်အောင်ကိုကိုစိတ်ဝင်စားစရာနဲ့ခြောက်ခြားစရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ Horror Reset တွေသေချာပေါက်ကြိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပါတယ်။ Horror Movie ကြိုက်တယ်ဆိုရင်ဒါဒီဒါကမဖြစ်မနေကြည့်ရမယ်ထင်ပါပါပါတယ်။ရသောက်ကိုပါမှာတရားခြောက်တဲ့ခြောက်တဲ့ရသောက်ကိုသေးတာပေါ့။ Andorra BIM Fair Show လေးကိုအနုပညာရှင်တွေအတက်ပညာရှင်တွေဝိုင်းရင်တပါရင်ပညာရှင်တွေလာပြီးကြည့်ကြတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ဟုတ်အားလုံးဟိုဟာကျေးဇူးတင်ပါတယ်ပြီးတော့လည်းသူတို့ရဲ့မှတ်ချက်တွေအဲဘယ်လိုလာမလဲဆိုတာလည်းအဲရေခုံးနေပါပြီဟုတ်ကဲ့ အာဒီနေ့ပန်ဒိုရာရုပ်ရှင်ဇာတ်ကားကြီးရဲ့ first look show ကိုလာရောက်ပြီးတော့ချိန်ပေးကြည့်ရှုပေးကြရတဲ့အနုပညာရှင်အတတ်ပညာရှင်များအားလုံးကိုကျွန်တော်ဒီနေ့အနေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအာလူကြီးမင်းတို့ဇီကနေပြီးတော့ဖတ်လာမဲ့ feedback တွေကိုလည်းကျွန်တော်အများကြီးရင်ခုန်စွာနဲ့ဆောင်ဆိုင်နေပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဟုတ်သုံးသပ်မှုတွေအကြံပြုမှုတွေကိုကျွန်တော်စောင့်နေပါတယ်ရှင်လဲခုံပါတယ်ခင်ဗျာ ကျွန်တော်ဘလို့ feedback တွေဘလို့ review တွေကြားအောင်လဲဆိုတော့လည်းကျွန်တော်ကိုယ်တိုင်လည်းတကယ်အရင်ခုံနေရပါတော့အူကမာဟိုကြည့်ရတော့ကုန်လည်းကုန်ပြီပါ1 1000ပါနောက်ပြီးတော့ဒီတချင်းကကျွန်တော်တို့တော့လည်းဟိုနောက်ထပ်စိန်ခေါ်မှုတစ်ခုလိုပါပဲစပန်ဒိုရာဇာကားထဲမှာကျွန်တော်ဇဝင်တီဒီဆိုဖြောပြထားပါတယ်အဲ့တော့ဒီရုပ်ရှင်ကရုံတင်တဲ့အခါကျရင်လည်းလာရောက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်ပါတယ်ဗျာကျေးဇူးများကြီးတင်ပါတယ် ဗန်ဒူရာကကျွန်တော်တို့ညမင်္ဂလာကြည့်ထားတဲ့ပရိသတ်တယောက်နေနဲ့ထက်ကြည့်ရတဲ့အခါမှာဘလူလေးဆက်ဆက်မှုရှိတယ်လဲဆိုတာကိုလည်းတွေ့ရတယ်အဲနောက်ပြီးကြတော့ဟော်ရာကအနေနဲ့လည်းဟော်ရာကတကားမှာရှိရမယ့်အရာတွေအကုန်လုံးကိုတွေ့ရပြီးတော့တေးဥဆောင်လေးနေလည်းအင်တိုင်းအားတိုင်းနဲ့အကောင်းဆုံးပြအောင်ကြိုးစားထားတာတွေ့ရတယ်ဆိုတော့ဟော်ရာပရိသတ်တွေတေချာပေါက်ကြိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပါတယ်ဇလန်ကိုသဘောကျတယ်ပြီးတော့အဲအဲဇလန်နဲ့ကာရိုက်တာတွေထဲမှာဆိုကြတယ်အဲဘိုးတော်ကိုသဘောကျဘိုးတော်အကယ်ဒမီရပါသေးစူတောင်းရည်တယ် ဒီဘီကိုသဘောကျတယ်အဲသူရိုက်တဲ့အောင်စညောပေါ့အပြောက်ကိုမိကဥစားပေးတော့နော်ချောက်တာလှန်တာဥစားဥစားပေးရဟာပေါ့ရသာကိုပါရှိရဲဘုမာမာလည်းရှိရရသာကိုပါမှာတရား ကျောက်တကျောက်တရသားကိုသေးတာပေါ့ Pandora box ဆိုတာဖွင့်လိုက်လို့ရှိရင်လေစိတ်ဝင်စားစရာတွေတွေ့ရတတ်တယ်ခြောက်ခြားစရာတွေတွေ့ရတတ်တယ်အခုလဲဒီကားကိုကြည့်မယ်ဆိုလို့ရှိရင် Pandora ဆိုတဲ့နာမည်နဲ့ light on ကိုကိုစိတ်ဝင်စားစရာနဲ့ခြောက်ခြားစရာတွေကိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကသချင်းဘက်မှာသချင်းဘက်ကဆိုတော့အဲ ပိုဒီလူဆိုတာမိုက်တယ်တချင်းနဲ့တော်တော်လိုက်ဖက်တယ်ဘာသာရေးနဲ့ပတ်သက်ရင်အမကကုနာဘာတိရတယ်ဆိုငါးဘာတိလာနဲ့ပတ်သက်တယ်လူဝယ်လို့ဖြစ်လာရင်အခြေခံငါးဘာတိလာဘုရားဘာသာတရားနဲ့ဒါမျိုးလေးတွေကောင်းတယ်မှာဗျာငါးဘာတိလာလောက်အခြေခံလောက်တော့တိထားသင့်တယ်ဆိုတဲ့ဟာမျိုးလူငယ်တွေအတွက်အဲ့လိုမျိုးလေးရစေတယ်တရေ၆တာတော့လေဒေါက်လျှောက်၆နေတဲ့ခါကျတော့ သိလားတရေတဲ့ကောင်เนี่ยရင်ရင်ပါလာတယ်ပေါ့နော်အဲ့လိုတော့ခံစားရတယ်တော့ရှောက်အဆဆုံးတရေချောက်တယ်ဒါပေမဲ့ဒီဇက်ကားမှာထူးခြားတာ fortress ပေါ့ fortress ကြီးအဲဒီလူကြတွေ့ရပါတယ်ဒီဇက်ကားဘာရလဲ suspect and scare ပေါ့ဟိုတင်တင်ထားတဲ့ play ပြောင်းလေးတွေနောက်ပိုင်းကျတော့ဟို horror ဖြစ်စေတဲ့ movie ပေါ့နော်အာ horror movie ကြိုက်တဲ့ကျွန်တော်မကြိုက်တဲ့အတူတောင်မှဒီ horror movie ကိုကျွန်တော်ဟိုဒီကားလုံးမှာဟိုပြောင်းမယ်ပြက်ကွက်ရမရှိဘဲနဲ့စက်လိုက်ကိုအရင်အားပေးရတယ်အဲ့တော့ကျွန်တော်အခု ဟောရကျတဲ့မူဟောရမူကြီးတဲ့သူတွေဆိုရင်ဒါဒီဇာတ်ကမဖြစ်မနေကြည့်ရမှာထင်ပါပါပါတယ်အဲ့ဒီဇာတ်က VFX တွေတော်တော်လေးကောင်းတာတွေ့ရပါတယ်ဒီဟိုနောက်ပိုင်းသူတို့တုံးကားလေးအရင်ကောင်းတယ်အဲလင်းမောင်းလေး sound system တွေအာတော်တော်လေးကိုအဆင်မြင့်တဲ့ဇာတ်ကားတွေမှာပါပါတယ်သူဆိုနေအောင်လေသူဆိုနာအတော်လုံးပြီးပြင်ရှိပါတယ်တယောက်ချင်းတွေပြီးပြင်ပါတယ်အတော်လုံးကအဝင်ဝင်ကြဖြစ်ပါတယ်အဲခုပြောချင်တာကတော့ဒီဇာတ်ကားလေးကိုလာကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ကြည့်ရတော့ဒီဒီဖက်အောင်ရဲ့ကြိုးစားမှုကတော့ဟို ်လေးစားပါတယ်သူစပွန်ဆာရဲတယ်ဖွဲ့ထွက်ရဲတယ်အားလုံးကလည်းပေါ်လွှဲပါတယ်မင်းဖုံးမြတ်ပေါ့ဘုလိုပဲမင်းဖုံးမြတ်နဲ့မတူတဲ့ကာရက်တာတစ်ခုဖြစ်တယ်ပေါ့နော်အရင်ကြည့်နေကြကာရက်တာတွေနဲ့မတူရုပ်ရောအသံရောပြောင်းလာတယ်အဲ့ဒါလေးကိုသဘောကျပါတယ်ဟိုညမင်္ဂလာကြည့်ရတဲ့ပြည်သက်တွေအနေနဲ့လဲဒါကိုရီးယားနောက်ထပ်ကွာမတူရဲ့ရသတစ်ခုကိုပြေးသက်ကိုခံစားစီမဲ့ကားလေးလို့ပြောပြရစီဗျ။အဲဒီကကဟိုဘောကူဒီဒီထက်အောင်ရဲ့အထားပဲဗျ။နာညမင်္ဂလာလို့ ပုံစံမျိုးပဲတို့တော့ဒါမျိုးဆန်းတာဟိုဒီမှာမိုက်တယ်ကျော်ကြိုက်တယ်နောက်အတန်လေးလည်းမိုက် ပန်ဒိုရာကတော့လုံးဝ horrified 100%အပြည့်ပဲအပြည့်ပဲစလာတဲ့ကသူက၆နေ၆နေတဲ့အပြည့်ဟောဒီဟိုပါပေါ့နော်ဒီပရလောကနဲ့ဒီဒီလူလောကနဲ့ဂျားတွေကစီးကျိုးသွားတဲ့အခါမှာသူကဘာတွေဖြစ်လဲဆိုတာကိုလုံးဝ100%အပြည့်ပြထားတာအခန်းတိုင်းကကြောက်စရာကြီးပဲကြောက်စရာကြီးဆိုတော့ဟိုရိုက်ချက်ကလည်းကျွန်တော်ကငကိုတဲ့ညမင်္ဂလာတွေကဒါဒါဒီဒီကိုကျွန်တော် horror king တော့လို့ horror king လို့သူ့ကိုနာမည်ပေးတိုင်းအော်ဒီကားမှာသူကတော်ဘူးထပ်စားအောင်ပါပါဟုတ်ကဲ့